အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာနေဝင်းမြင့်ရေးထားတဲ့အင်္ဂလိပ်16လုံးထဲကအင်္ဂလိပ်၄ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အင်္ဂလိပ်၄အမေကလှေတကြီးကတော်ဖြစ်သည်လှေခင်မဟုတ်တော့လှေတကြီးကတော်ဆိုသည်ဂုံဘုတ်သည်လည်းဘာမှမဟုတ်တော့သလိုဖြစ်နေသည်သို့တော့မန္တလေးမြို့စွန်စနေတော်အရက်က မြေကန္နာရဲ့ကွက်မှာတော့လေတကြီးကတော်ဆိုသည့်အမိကိုလေးစားကြသည်ဆယ်ပြားခင်းလေကြီးကို စီးခဲ့သောအမိကဘဝတက်လျှောက်လုံးလေပေါ်ကဆင်းခဲ့သည်မဟုတ်ဆယ်ပြားခင်းဆိုတာကလေဝမ်းခင်းပြားပေပြင်ဆယ်ချက်ခင်ထားသည့်လေကြီးကိုခေါ်သည်ဒီလေကြီးနှင့် စပားတည်ခဲ့သည်စံတည်ခဲ့သည်အိုးတွေတည်ခဲ့သည် ထင်းတွေတည်ခဲ့သည် လေရှိလျင်ရွက်တိုင်းလေမရှိတော့ချိုးဆွဲ ။အေယဝဒီမှာစုံချီစံချီမန္တလေးအထက်ထိကျိုက်ဗမော်ရောက်သည်။အောက်ဘက်ပသိမ်ချောင်းထဲအထိဝင်သည်။လင်သားကလှေတကြီးဆိုတော့ဇနီးကလှေတကြီးကတော့အလိုလျှောက်ဖြစ်ရသည်ထင်လျင်မှားလိမ့်မည်။လှေတကြီးလင်းနောက်ကိုငွေသိမ်းလိုက်ရင်လှေပေါ်မှာစေဘောလေးဖွာရင်လှေတကြီးကတော့ဖြစ်ရုံမရှိ။လေတကြီးတော်ဝင်မချတော်ဝင်ယူနိုင်ရသည် ရေကြောကိုတည်ရသည်လေစင်မိုးစင်ကိုတည်ရသည် ကုံစီကိုတည်ရသည်လှေထိုးသားများဤဘဝနှင့်လောက်အားကိုတည်ရသည်လှေကိုတပြားလက်တိုက်သည့်ခေတွေကလှေတကြီးကဖဲ့စင်ပေါ်ကဆင်းခဲ့တော်လဲအမေကတပြားများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်မတင်ကစရာလှေကလေးတစီရေထဲပွားကနေပေါ်လာရင်နှောင်းကလေးချုပ်ကငပိအိုတဲ့နှစ်ဆောင်းဆုံးချုပ်ကတဟိဟိအဖျားတက်ပြနေရသည်နှောင်းကဘယ်ရောက်လို့တော့လှေတကြီးကတော့ရဲ့ရှိတာလေးများမျှပါအောင် သည်။မြမြခေါင်းဆောင်ဤထက်ရှနေသည့်ဓားသွားကနှာခေါင်းအောက်ကကြိုက်တဲ့အပြားလိုက်ကတ်ထားကအထက်လန်နာခြင်းဖြစ်သည်။အနေမတော်လျင်နှာခေါင်းပြတ်သွားနိုင်သည်။သည်။မြတွေကို အမေမကြောက်။ဒီလန်းဒီခရီးမှာထိုစင်ကတောင်ပါရည်တိမ်ကို ကြောက်ရတာမဟုတ်။သည်။မြကြောက်ရသည့်ခေဖြစ်သည်။ဖလေတကြီးကတော့မဟုတ်ရပါတော့ဟေဂျုံစီးပါ ပခန်းကအပြင်ဖြားလာလို့ပဲစင်ဘော်ကဆရာသာမေးကြည့်ပါတော့ သူကလည်းလေတကြီးဒီတစ်ခေါက်မလိုက်နိုင်လို့ထဲလိုက်တဲ့လူငှားပါငါမောင်တို့ကြိုက်တာရှာဖွေတာယူကြပါရောဓမြ၃ယောက်ကတလှေလုံးရှာသည်လှေထိုးသားတွေကိုချိန်ချောက်သည်ဘာမှမတွေ့တော့အမေကိုမဲပြန်သည်လေတကြီးကတော့ကတော့သိချင်နေနဲ့တူတယ်ဇက်ပိုင်းပြီးရေကန်နဲ့ပြစ်ရှလိုက်မယ်ထုတ်စံဘယ်နဲ့သိချင်ရမလဲငါမောင်ရဲ့မင်းသဘောပါတော့လှုပ်ရှားရတာလည်းမကောင်းလို့ပါ နေပါဦးမင်းကဘလောက်များရမယ်မှန်းလို့တော့အမေကတမယာကိုသဘောထားမိသည်ငွေနေရာတော့ပေးခဲ့ဗျာအလိုတော့ငွေနေရာမင်းနဲ့ကွယ်လှေကြီးတစ်ခါဆုံးမှငွေအစိတ်ဖက်ဖက်မောအောင်တောင်းယူရတာလှေမင်းယူလိုက်ပါကွာငါတမယာလုပ်ပါမယ်နောက်ဆုံးငွေအစိတ်နှင့်စည်းတဲ့သည်ရွှေတွေကငပိအိုထဲမှာငွေတွေကလှေပဲ့ထောင်ဝတ်ထဲမှာကျွန်တော်ကဓမြတွေကို မကြောက်ဘူးလားလို့မေးတော့ အမေကကြာတော့လည်းမကြောက်တော့ပါဘူးတခါတလေများထမင်းစာလိုတက်တိုက်တာတောင်ရှိတော့ခုခတ်ကြွေရသေးတာဟုဆိုသည်အမေတို့ကဘဲကလေး၁၀သားလောက်ကိုပြုတ်နူတော့ဖယ်ထားအဲ့ဒါကိုထောင်းပြီးတော့စီတက်ပြီးမှဆော့ဆော့ကပဲပြုတ်ရည်ထဲလောင်းထက်အဲ့ဒါကပဲဟင်းကျန်တာကငပိကိုဖုတ်ပြီးတံပကန်ဆောင်ကတ်လိုက်တာပဲရက်လိုက်ပဲဟင်းဆန်းလိုက်ဒါတလှလုံးစားကြရတာ တခါတခါကန်းနာကပ်ပြီးကျိုးဆွဲရတော့ခေါင်းကတစ်ဖက်ကလေးရေဆက်စုချုံမှညစ်ကြံလျင်ရေကူးပြီးပြန်ယူရသေးတာဟုဆိုသည် အလဟတာမရှိ စိတ်နောက်ကိုပါမရှိလေတစ်ခေါက်မန္တလေးရောက်မှပစုံးနဲ့ထမိန်တလှည့်စီဝဲကြရသည်လေတစ်ခေါက်စာဈေးဝယ်တော့ဂောဝိန်ကဈေးချုံမြင်လှဲခါတမတ်မပေးချင်းဒီတော့ဈေးဝယ်ခန်းတောင်းရွက်ကအသွားချေချင်းအပြန်ကုန်းချောင်းအလကားရသည့်မြေကြီးတောင်ခြေတာတောက်ကြရသူတွေ နောက်တော့အမေလှေနှောင်းမလိုက်ရတော့အိုးရီကြောက်မြောင်ဘက်ကလှေလိုက်မှာကဆက်နှက်ပွဲလိုက်အောင်ခဲ့သည်ညောင်းကြောက်ရဲ့မလှိုင်ပန်းအိုင်ကြောက်ပရောင်ငင်းချံပြီးစသည်ဖျားပွဲတွေမှာအမေအိုဆိုင်ကို တွေ့နိုင်သည်ဆင့်အိုတွေကို ဖောင်ဖွဲကလှေကြီးနဲ့ဆွဲလာပြီးရောင်းခဲ့ရတာလည်းရှိ၏ချင်းတွေကတော့တပိတ်ချင်းပဲတိုက်ရသည်တခါတော့ကန်းနားမှာလှေကြီးကိုစိုက်ထားရင်ထင်းချောင်းရေတွေ့ကြသည် ထင်းမာသူနဲ့ထင်းချောင်းရီမမာရမလာခင်2000ကိုကြုံ1000ကြော်သိန်း4000ဂေါဝင်ကမောင်ကန်1000ခွဲဝတ်စင်နာရှိသေးတယ်။နောက်ကိုတောင်းစိန်5000ဆိုတော့ဒီတန်ကိုလှေအောင်ရီထဲကဓမြကကြားသည်သိကြပြီဆိုတော့မှလှေပေါ်တက်ကပတ်စံတွေတောင်းတော့သည်ပတ်စံမဟုတ်ပါဘူးတော့ထင်းချောင်းစင်းမှာရင်ရိုးတဲ့ချင်းလိုကတော့ကြိုက်တလောက်သာယူပါတော့လို့ရှင်းပြရသည် ။ဓမြကငိုရခက်ရေရခက်ခမရတို့နောက်ရှင်းရှင်းလင်းလင်းလှုပ်ပြလို့ချိန်သွားကြသေးသည်။သားသမီး6ယောက်ပွားစီတော့အမေမြင့်ချံမှာအင်္ဂလိပ်ဝင်နိုင်သည်။လင်သားကလှေနောက်တကောက်ကငွေလူကြုံ၊စကားလူကြုံ၊စာလူကြုံသာရောက်လာတတ်သည်။အဖေလှေတကြီးရောက်လာတော့သားသမီးတွေက အဖေလှေကြီးပေါ်တက်ကြ၊အဖေပခုံးပေါ်တက်ကြ။တခါကအဖေလေကမန္တလေးမှာအမေကမြင်းချံမှာ ငွေလိုက်ယူပါဆိုတော့ချက်ချင်းထားလိုက်ရသည်ခြေကလိုင်းကားရှာတော့ကြုံရကားနှင်လိုက်ခဲ့ရသည်ဆို၏တားငယ်ကိုဂရစ်ခွင်ချီကရဲချုပ်ကတောင်းပန်ပြီးစီးလိုက်လာခြင်းဖြစ်သည် အချုပ်သားတွေက ခလေးပင်ဝိုင်းထင်းပေးကြသည်ဆိုလေ၏ယောက်ျားဖြစ်သူကလှေတကြီးကိုကဆက်နှပွဲစည်းတဲ့မူးစုမဆုနှင့်စီပါရှာရသည် ခလေးတွေကလည်းကြီးပြီးအကြီးနှစ်ယောက်ကယောက်ျားလေးတတရာကမိန်းကလေး အောက်၃ယောက်ကယောက်ျားကလေးအားလုံး၆ယောက်ဆိုတော့ဇီကတစ်ဖက်ကလေးရီယာတစ်ဖက်စားဖို့တောက်ဖို့ကတစ်ဖက်ပွဲတော်မရှိသည့်ရက်တွေမှာမြင်းချန်စည်းတဲ့အိုးဆိုင်ခင်းရောင်းသည်သမီးလေးကထမင်းချက်အငယ်၃កောင်ကိုထိန်ဒီကြားထဲကကလေးတွေကအကြောင်းကိုပြေးကြရသည်သည်ကိုယ့်အင်္ဂလိပ်ရှိတော်လဲအိမ်မမနေရသည့်ဘဝတွေဈေးကိုအိမ်လုံးနေရသည်ကိုလင်သားကလည်းလှေကိုအိမ်လုံးနေရတာပါပဲ။ အင်္ဂလိပ်မို့ဖို့ကဘူရှိလာရင် ရက်ွက်ကဝိုင်းကြရသည်တခါတခါလှေကြီးလွန်းတင်ချိန်ဆိုရင်တော့ဒီအဖေဒီအမေဒီသားဒီသမီးအင်္ဂလိပ်ထဲမှာစုံကြရသည်သားသမီးတွေက မတိမ်မယိမ်အုတ်ထုတ်ကစိုက်စုံ ဖနက်ကစိုက်စုံစွကြဲကစိုက်စုံတခါတချင်းပြန်လာရင်မင်းဖေကစိတ်နှုတ်မဟုတ်ပုံကြီးတစ်ပုံဝဲလာတတ်တယ်အချိန်တစ်ဆယ်ဝင်ပုံကြီးဟာကောလောကမှာစိတ်နှုတ်မဟုတ်နဲ့အချို့ကုန်ရတာပဲ ဖလေးတွေကိုမုတ်ဆိုရင်ဒါပဲဝင်လာတတ်တာဖလေးတွေကြီးလာတော့မွေးရရွာပြန်ပြီးလှူရတန်းရသည်သားတွေကိုရှင်ပြူသမီးကိုနာသာဒီကပြီးပြန်တော့ခင်မုန်းကလှေပြန်လိုက်ဇနီးကအိုးဆိုင်ပြန်ထွက် မြင်းချက်မှာအနေကြလာတော့မန္တလေးကိုပြောင်းမှုဖြစ်လာသည်မန္တလေးကောဝိန်စိတ်လှေကြီးထားပြီးအေယာဝတီအထက်အောင်ဆံရဆောင်ရသည် ြီးတော့မြင်းချံအင်္ဂလီရသလောင်းနှစ်ရောင်းပြီးမန္တလေးရေစိမ်းမှာအင်္ဂလီဝယ်ကြရသည်မန္တလေးရောက်တော့လှေခေကုံလူပြီးတက်ဆွေမော်တော်ကလေးတစ်စီးဝယ်ဖို့ဆွေရီမျိုးတွေစုကြရသည်မော်တော်ကလေးတစ်စီးကထိုခင်းငွေတထောင်ငွေတထောင်တယောက်နဲ့မရှိတော့၁၀ယောက်စုရတယ်တယောက်ငွေတထောင်ကိုဖြစ်ဖြစ်မြင်ရှာရတာဒီလိုနဲ့သူ့ကိုအန်ကိုသူအန်နဲ့နောက်တော့မော်တော်ကလေးပိုင်ရတယ်မော်တော်ကလေးအမိကကဘာဦးဖြစ်သည် မန္တလေးနဲ့ရန်ကုန်တစ်ဖောင်တွင်ဆိတ်ဆွဲရသည့်ဖောင်ဆွဲမော်တော်မင်းကွန်ကအထက်အညာတစ်စိတ်ကရသမြတစ်တွေတာဝန်ယူဆွဲပြီးတော့တစ်ဖောင်ဆွဲခါရသည်ဟိုတုန်းကတော့တစ်တွေပေါ်တော့မော်တော်အစီး90လောက်ကကုတဲ့ခောက်တဲ့ဆွဲကြရသည်ဝင်းငွေကလေးကမစိုးတော့လဲလေထဲမိုးထဲမှာပန်းစာရှာရတာမတက်တာအစိုးရတက်လုံးတွေဆိုတော့ပြောင်းလဲရဆိုးအစ်မှာဆိုးရသေးသည် မော်တော်တစ်ခေါက်ကလည်းအဆုံဆန်ဆိုရင် တလားလောက်ကြာတက်တော့မော်တော်ကအိမ်ဖြစ်လာရပြန်သည် သားသမီးတွေကတော့မန္တလေးမှာကျောင်းတက်ဒီလိုနဲ့မန္တလေးမှာနေဖြစ်ရုံအင်္ဂလိပ်တသက်ရဲစောင့်နိုင်သည်အင်ကြီးရခိုင်စောက်ဖို့တစ်တွေကြိုဆူရသည်ကြီးပောင်တွေကြိုခွေရသည်ပြတင်းတွေခွေထားနေရသည် ထရန်ကလေးဘွားကက်ကလေးစုံတော့မှ အင်္ဂလိပ်ကောင်းကောင်းစောက်ဖို့စီစဉ်သည်တို့တော့ချက်ချင်းမစောင့်နိုင်ပြန် မေတ္တာစုစာအုံးကကြီးသည်အလုပ်တွေကရောလိုက်လာသည် သားသမီးတွေကကျောင်းသားတွေဆိုတော့အတန်းတွေရကြပြီအမေကနေဖြစ်ရုံအင်္ဂလိပ်ပေါ်မှာပဲမနေပါအင်းရှေကကွက်လက်ကျင်းမှာအဲ့ခံဆောင်ကလေးဆောက်ကအဲ့ဒီထဲမှာပဲနေသည် အဖေကအင်္ဂလိပ်ပေါ်မှာအမေကအောက်မှာမင်းဖေကအင်္ဂလိပ်ပေါ်လည်းနေပါနင့်မလဲအိမ်နဲ့နေရတဲ့အချိန်ကလေးနေမှာပေါ့လို့တောင်ပြောတာမိသားစုတောင်းဝန်ကြီးလာတော့အိမ်ပေါ်နေခြင်းစိမ့်မရှိဘူး ကျောင်းသူလိုနေကျောင်းသူလိုအိတ်လိုက်တာပဲတကယ်တမ်းကျတော့အဖေရောမိပါအင်္ဂလိပ်ပေါ်မှာနေရသည့်အချိန်ကနေသည်အဖေရမော်တော်ပေါ်မှာလွန်းတင်ချိန်ကျတော့တစ်ဖက်ကလွန်းရုံမှာသွားနေရသည်တလားကိုတည်တင်ကြာချင်းလဲကြာသည်ကြံသည့်အချိန်ကလှေတဲ့ရေတဲ့မြစ်ကအိမ်ဖြစ်ရပြန်သည်အမေကတော့ချက်ပြုတ်ပြီးလျင်အနာကပေပင်မစိုးရင်ကြောင်းမှာပဒီတော်စိတ်သည်เจ้าဝေယဝေစာလုံရင်เจ้าရိတ်မှာနေသည် နောက်တော့လေတားကြီးကမော်တော်ပေါ်တက်ရသည်တားလက်ကအိမ်တော်ကြတော့အိမ်ခွဲသွားခဲ့ပြီမကြခင်မှာလေအငယ်ဆုံးသားကအိမ်တော်ပြုပြန်သည်ဒီတော့တားနှစ်ယောက်သမီးတစ်ယောက်သာကြံသည်စာအုပ်ရုံးတော်ကဝင်ငွေကတိုးမလားဈေးရောက်တတ်တော်လေဈေးရောက်ရမည်အရွယ်မဟုတ်တော့ခေတကြီးပင်အင်္ဂလိပ်ပေါ်မှာနားနေရပြီနေတန်လေတန်မိုးတန်တွေကနားတော့မှဖိစီတော်သည်ဒီနောက်တော့ခေတကြီးဆုံးသည်မော်တော်ပေါ်လိုက်သည့်တားကြီးဆုံးသည် ဒီတော့ခြံတိလူပြုံနှစ်ယောက်ထဲကတစ်ယောက်ကမော်တော်ပေါ်တက်ရပြန်သည်ဝဲရသမီးကကျောင်းဆရာမဖြစ်လာတော့အမွေးရွာကလေးမှာတာဝန်ထမ်းရသည်ဒီတော့အင်္ဂလိပ်မှာတားလူပြုံတစ်ယောက်နဲ့အမေသာကျန်သည်တအုပ်သမကြီးနေခဲ့ရကလူတွေပဲ့သွားလိုက်တာတရားဓမ္မဟာ တို့အင်္ဂလိပ်ထဲမှာပဲရှိတာကလားမင်းအဖေက အင်ကြီးဆောက်ဖို့တက်ဝါစုနေရကမဆောင်နိုင်ခင်ဆုံးရှာတယ်နေဖြစ်ရောအင်္ဂလိပ်လဲအုတ်ခုန်ခန်းဆိုတော့ကောင်းတာပါပဲ။ ဧကန်ဆောင်ကလေးလဲနေတာပဲအမေကဧကန်ဆောင်ကလေးထဲမှာပဲနေသည်အိမ်ပေါ်တက်ခဲ့သည်ဖျားပန်းထိုးဓမြက်လေတာကလွဲလျင် အောက်မှလုံလုံချီအဲ့တဲ့လာတော့လဲအဆောင်ကလေးထဲကစပွဲမှာဧကန်တက်သည်လှေစိမ့်မြင့်စိမ့်ဆိုတော့လှေတမမော်တော်သမားတွေကအမေထံမကြခဏဝင်တက်ကြသည်ချင်းလေကချင်းပေသည်ပဲလေကပဲပေသည်အိုးလေကအိုးပေသည် တခါကလှေတကြီးကတော်သည်ခင်လေခင်မော်တော်သမားတွေကြားမှလေစာချင်းခံရသည်လေစင်မိုးစင်မကောင်းဘူးလှေတွေအနောက်ဘက်ကန်ကတ်ထားခဲ့ကြရဲ့လားလှေချိုးမြဲခဲ့ရဲ့လားလှေဆိုတာဘလောက်ကောင်းကောင်းရေဝင်မလွတ်ဘူးတဲ့ခွဲလေးပါလေလွတ်ကြည့်ကြအောင်မနဲ့ကနေလုံးကြီးတုံးထားတာတွေ့ရဲ့လေချလိုက်မယ်အမေကလည်းယုံပါသည်ညနေကျတော့လေပြင်းကြီးကြသည်အမေကလှေသမားပြပြီးထမင်းဟင်းကိုတိုင်းချက်သူမဟုတ်အမြဲတမ်းပုံရိပ်ချက်တတ်သည် ဆွေမျိုးသားချင်းဖြစ်စေအဆွေဘွားပါလာသည်ဖြစ်စေအချိန်မတော်ရောက်လာရင်ကျွေးနိုင်မှုဖြစ်သည်တမီးဖြစ်သူကအိမ်အောင်ပြပြန်တော့နို့ညာကောင်သားလူမျိုးနဲ့အမေပဲဒီအိမ်မှာရှိတော့သည်တို့တော့အင်အောင်ပြုဆိုကြတော့သားတွေကမိတွေအမေအင်္ဂလီတွေတဲထိုးသားကြသည် အမေလောက်သူတို့မကြွေးနိုင် အမေလောက်မချစ်နိုင် အမေလောက်ဆိုမျိုးမခံနိုင် အမေလောက်လက်ကြမတာနိုင် အမေလောက်မစုံမနိုင်မိများအတွက်အမေအိမ်သည် ဘဝနေနည်းကြောင်းဖြစ်သည်အမေမြီတွေမှာမဟုတ်သားသမီးတွေကလည်းအမေကိုတိုးကြခွေးကြရင်ထမင်းတောင်း၌ဟင်တောင်း၌အမေဧကန်ဆောင်ကလေးဒီပတ်နှစ်တွေမှာမရှိတော့ဒီဆောင်ကလေးကိုချဲကသားလူမျိုးလက်ကျန်ကဗီဒီယိုယုံဆောက်သည်မော်တော်ကလေးလည်းရောင်းလိုက်ပြီးဤသို့အားဖြင့်အမေနှစ်လှေဘဝသည်ပြတ်တောက်သွားဟဲရှိတော်လဲခေတကြီးကတော်စေကမကုန်သည်တခါတခါမြစ်စိတ်ဘတ်စင်ကလွမ်းတက်သေးသည် မတော်ကလေးရောင်းထားတာနဲ့ကိုလူပြုတ်ဗီဒီယိုယုံလေးနဲ့ဆိုတော့မပူရတော့ပါဘူး။ဒါပေမဲ့လှေကိုအိမ်လုံးနေရတဲ့ဘွားတွေကိုတော့အောက်မေ့တာ။အင်္ဂလိပ်ပေါ်မှာအမေမနေပါ။ဗီဒီယိုယုံနဲ့အင်္ဂလိပ်ကြားကကွက်လတ်မြမြောင်းကလေးထဲမှာပဲအမေနေသည်။အိမ်ရှိဝန်တကာမှာတဝင်းမိုင်းပင်ရိပ်ကလေးရှိသည်။အဲ့ဒီအောက်မှာခုံရှည်လို့ခေါ်သည့်တန်လျာကရင်ဟောင်းကလေးရှိသည်။ဒီကရင်ပေါ်မှာပဲအမေနေသည်။ မိုးကလေးပါလေးဖြန်တော့တဝင်းမိုင်းုံပေါ်မှာထီးကလေးတစ်ချောင်းဖွင့်တင်ရင်ရသလောင်နေတတ်သူဖြစ်သည်အိမ်ပေါ်တက်နေပါလားဆိုတော့လေနားမထောင်ကြီးများဆာများတော့မှအဆိုင်မျိုးရှိကြရတတ်သောအမေဒီအိမ်ပေါ်မနေတာကလည်းထူဆန်းသည်တားလူမျိုးကလည်းမထူပါဗီဒီယိုယုံကလေးထဲမှပဲအိပ်သည်ဗီဒီယိုဆက်တွေဓာတ်ကြိုတွေဓာတ်ပြားတွေတိတ်ခွေတွေတစ်ခါတလေမွေတွေကြားမှအိပ်သည်နေသည် ဒဝယ်မိုင်းပင်ရေကတန်းရပေါ်မှာနေသည့်အမေနှင့်ဗီဒီယိုယုံကလေးကိုအိမ်လုံးနေသည့်သားတို့ညဘက်ထမင်းစားကြတော့ညနေနေပြီတကယ်တော့လှေတကြီးကတော်ဟောင်းအမေကဒီခုံနှဲလားလေးကိုဆယ်ပြားခင်းရှိလေကြီးလို့အောက်မေ့ပုံရပါသည်ဒဝယ်မိုင်းပင်တွေပေါ်ကနေကာထီးကလေးကတော့ပေါင်းမိုးပေးလားလှေကိုအိမ်လုံးနေသည့်သဘောဖြစ်လိမ့်မည် ောက်ထပ်ဗီဒီယိုမှာတော့ခြင်းကလေးငါးကိုဆက်ပြီးဖျက်ပြပေးသွားပါမယ်။ Dear Hive ကိုအမြဲတမ်းနားဆင်ပေးနေတဲ့ကြားကိုကျေးဇူးများချစ်